တကဘာလုံးကရုရှားယူကရိန်းပြည်ပခါစီအာယုံရောက်နေချိန်မှာအာရှဘက်မှာလည်းစစ်ရေးအရကြီးမားတဲ့အလှည့်ပြောင်းနေနဲ့အန်အားသင့်ပွဲထောက်လန်းတွေးရှိမှုတွေလည်းပေါ်ပေါက်လာပါတယ်။ဒါကတော့မကြသေးခင်ကဖြစ်ပွားခဲ့တဲ့အိန္ဒိယပါကစ္စတန်ပြည်ပခါပါပဲ။အိန္ဒိယပါကစ္စတန်နယ်သက်တစ်လျှောက်မကြသေးမီကဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုဟာလေကြောင်းတိုက်ပွဲတသက်မဟုတ်ပါဘူး။ဒါဟာအိန္ဒိယရဲ့ယူတဆိုင်စီစဉ်ထားတဲ့မဟာဗျူဟာမြောက်စံတမ်းမှုတစ်ခုဖြစ်ပါတယ်။အန်အားသင့်ပွဲသိရှိလာရတာက ဒီစစ်စင်ရေးရဲ့ပြစ်မှတ်အစ်အမှန်ကပါကစ္စတန်မဟုတ်ပဲတရုတ်ဖြစ်နေတာပါပဲမေလ9ရက်နေ့မနက်3နာရီမှာကရာချီစိတ်ကန်းကရေဒါစနစ်တွေ ရုတ်တရက်ပိတ်သွားခဲ့ပါတယ်ပါကစ္စတန် ရေတပ်ဗိုလ်ကြီးတူကတုံညင်နေတဲ့အတန်နဲ့အိန္ဒိယရေတပ်ဟာကျွန်တော်တို့ရှေ့ကိုရောက်နေပါပြီဖြစ်ကြောင်းနဲ့အိန္ဒိယစစ်သင်္ဘော36စီးဟာ20ကီလိုမီတာအကွာကနေပါကစ္စတန်တို့ရဲ့ရေတပ်ကိုလှုပ်မရအောင်ဝိုင်းထားတယ်လို့ပြောခဲ့ပါတယ်ဒါဟာရိုးရိုးတုံ့ပြန်မှုမဟုတ်ပဲ အတိအကျစီစဉ်ထားတဲ့လေ့ကျင့်ရေးတိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။အိန္ဒိယကကရာချီစိတ်ကမ်းကိုထိန်းချုပ်ထားကြောင်းကြေညာခဲ့ပြီးစစ်ရေးကျွမ်းကျင်သူများပါကဒီတဲ့င်းဟုတ်မှန်ဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။စစ်ရေးသုံးသက်သူတွန်ကူပါကဒီစစ်စင်ရေးရဲ့ပြစ်မှတ်အစစ်မှန်ကပါကစ္စတန်မဟုတ်ပဲတရုတ်ကွန်မြူနစ်ပါတီ CCP ဖြစ်တယ်လို့ဖော်ထုတ်ခဲ့ပါတယ်။အိန္ဒိယရဲ့ကရာချီစိတ်ကမ်းဒီစစ်ရေးလှုပ်ရှားမှုဟာရိုးရှင်းတဲ့လေ့ကျင့်မှုတစ်ခုမဟုတ်ပဲတရုတ်ရဲ့စစ်ရေးစွမ်းရည်ကိုစမ်းသပ်တဲ့ မဟာဗျူဟာမြောက်စစ်စင်ရေးတစ်ခုဖြစ်တယ်လို့ယူဆရပါတယ်။ဒီမစ်ရှင်တစ်ခုလုံးဟာအနာဂတ်မှာတရုတ်နယ်ကုန်းမြင့်မြင့်ပဋိပက္ခဖြစ်လာခဲ့ရင်တရုတ်ဟာ82နှစ်အတွင်းဘလို့ပြိုလဲနိုင်မလဲဆိုတာကိုပုံဖော်ဖို့ရည်ရွယ်ခဲ့တာပါ။အိန္ဒိယစစ်တပ်ကလျှက်စစ်တန်လိုင်းလိုင်းတစ်ခုလုံးကိုထိန်းချုပ်နိုင်ခဲ့တာကြောင့်ကရာချီစိတ်ကန်းကတရုတ်လက်နက်စနစ်တွေအလုံးမလုံးတော့ပဲအတန်တိတ်သွားခဲ့ပါတယ်။အရေးကြီးတဲ့အချိန်တွေမှာတရုတ်ရဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကိုလည်းတမင်ရည်ရွယ်ပြီးနှောက်ယှက်ကပိတ်ဆို့ခဲ့ပါတယ်။ တုံးသက်သူအချို့ကပါကစ္စတန်ကအိန္ဒိယကိုမြေပြင်မစ်ရှင်တွေဆောင်ရွက်ဖို့အာရုံစိုက်နေခြင်းမှာပထမဆုံးအလဲငိုက်ဝင်တိုက်ခိုက်တာဖြစ်နိုင်တယ်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့ဒီမှာပြဿနာကတော့အိန္ဒိယဘက်ကအလဲငိုက်တိုက်ခိုက်မှုလုပ်ခဲ့တာဆိုရင်ဘာလို့ပါကီဘက်ကပြန်လည်တိုက်ခိုက်တာမျိုးမရှိခဲ့တာလဲ။အဖြေကတခုပဲရှိပါတယ်။သူတို့မှာဆက်လက်တိုက်ပွဲဝင်ဖို့စွမ်းရည်မရှိတော့ပါဘူး။၄ချောင်းတိုက်ပွဲတခုတည်းသာသူတို့စွမ်းဆောင်နိုင်ခဲ့တာပါ။ အိန္ဒိယရေတပ်ဟာ electronic warfare နည်းပညာတွေနဲ့ပါကစ္စတန်ရဲ့ရေပိုင်နက်ကိုလုံးဝထိန်းချုပ်ထားပါတယ်။တချိန်တည်းမှာပဲကုန်းမြေပေါ်မှာအိန္ဒိယတပ်ဖွဲ့တွေဟာနေရာ၃ဘက်ကနေထိုးစစ်ဆင်နေပြီးဂျိုဒူးတွေကလည်း area တစ်ခုလုံးကိုစောင့်ကြည့်ထိန်းချုပ်ထားပါတယ်။ပါကစ္စတန်ရဲ့ကရာချီစိတ်ကမ်းကိုအိန္ဒိယကပိတ်ဆို့ပြီးထောက်ပံ့ရေးလမ်းကြောင်းတွေကိုဖြတ်တောက်လိုက်တဲ့အတွက်ပါကစ္စတန်ဟာအပြင်ဘက်မှာတည်ငြိမ်အပြင်ဘက်မှာတည်ငြိမ်ဟန်ဆောင်ပြီးထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့သာနှုတ်နဲ့တောင်းဆိုနိုင်ခဲ့ပေမဲ့ အတွင်းစိတ်ထဲမှာတော့ကြီးမားတဲ့စိတ်ပြတ်အားငယ်မှုတွေနဲ့ဖုံးကွယ်နေကြရပါတယ်။နောက်ပိုင်းပျက်စီးဆုံးရှုံးမှုအစီရင်ခံတာတွေရပါကစ္စတန်ရဲ့ဒေဂျောင်းရန်ကာဝေးရေးစနစ်များသာဟာဖျက်ဆီးခံရတာကိုတွေ့ရပါတယ်။ဒါဟာစောစီးစွာတတိပေးတဲ့ရေဒါစနစ်တွေပျက်စီးတာ။ဒါမှမဟုတ်လေကြောင်းရန်ကာဝေးရေးစနစ်တွေကိုယ်တိုင်မှာခြုံရင်းချက်တွေရှိနေများကိုညွှန်ပြနေပါတယ်။တရုတ်ကလေ့ကျင့်မိထားတဲ့လေယာဉ်မှုတွေနဲ့နီးဗျူဟာကွန်ရက်တွေရှိနေပေမဲ့လေဝင်လာတဲ့ဒုံးကျည်တွေကိုမတားဆီးနိုင်ခဲ့ပါဘူး။ ဒါကပါကစ္စတန်ရဲ့စစ်ဘက်စနစ်တစ်ခုလုံးရဲ့အကြီးအကျယ်ချိုးယွင်းမှုကိုဖော်ပြပါတယ်။လက်စစ်စစ်ပွဲထိန်းချုပ်မှုကိုကဲမှုကွင်းစများစိတ်ကန်းကာဝေးရေးနဲ့နီးပြူဟာမြောက်ထောက်ပံ့ရေးအပဝင်အခြားစနစ်တွေအားလုံးဟာအိန္ဒိယရဲ့ထိုးစစ်ကြောင့်ပြိုလဲသွားခဲ့ပါတယ်။ဒီအချိန်နှီးဟာပါကစ္စတန်ကထိန်းသိမ်းသိမ်းလှုပ်ဆောင်ခဲ့တာမျိုးမဟုတ်ဘဲမဟာပြူဟာမြောက်ဖိနှိပ်မှုအောက်မှာအင်အားမဲ့သွားတာကိုပြသနေပါတယ်။ဒါဟာစစ်ပွဲတစ်ခုမဟုတ်ဘဲကြီးမားတဲ့အရုံးတစ်ခုပဲဖြစ်ပါတယ်။ ိန္ဒိယဟာသူ့ရဲ့စစ်ရေးအင်အားကိုပြသရုံတသက်မဟုတ်ပါဘူး။ဒါဟာတရုတ်ကွန်မြူနတီပါတီ CCP ရဲ့စစ်ရေးစွမ်းရည်ကန့်သတ်ချက်ကိုစမ်းသပ်ဖို့အတွက်ပါကစ္စတန်ကိုစစ်မြေပြင်အစ်စ်ပုံစံအသုံးချနေတာပါ။အိန္ဒိယကတရုတ်အနေနဲ့တကယ်တမ်းစစ်ရေးအရာဆုံးဖြတ်ချက်ချဖို့တတ်တိရှိမရှိဝင်ရောက်ဆွတ်ဖက်နိုင်မလား။ပြီးတော့အိန္ဒိယတရုတ်နယ်စပ်တိုက်ရိုက်ရင်ဆိုင်မှုပြင်ဆင်ထားသလားဆိုတာတွေကိုစမ်းသပ်နေတာဖြစ်ပါတယ်။တရုတ်ကွန်မြူနတီပါတီ CCP ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတိတ်ဆိတ်နေပါတယ်။ ဒါကတတိမရှိလို့မလုံရဲတာဖြစ်ပါတယ်။ဒီအချိန်မှာကျွန်တော်တို့ဆွေးနွေးနေတာကစစ်ရေးအင်အားပြိုင်ဆိုင်မှုရဲ့ရလဒ်တစ်ခုမဟုတ်ပါဘူး။ဒါဟာပါကစ္စတန်လိုမြူလက်နက်ပိုင်ဆိုင်တဲ့အင်အားကြီးနိုင်ငံတစ်ခုကိုစမ်းသပ်ခံအဖြစ်သဘောထားပြီးအိန္ဒိယကလှုပ်ဆောင်တဲ့စစ်ရေးလေ့ကျင့်မှုတစ်ခုပါပဲ။ဒီဖြစ်စဉ်မှာအိန္ဒိယကစတင်လှုပ်ဆောင်သူဖြစ်ပြီးပါကစ္စတန်ကတော့စမ်းသပ်ခံရတဲ့တာကောင်ဖြစ်ပါတယ်။တရုတ်ကတော့ဒီအချိန်အားလုံးကိုတိုက်ဆိုင်တဲ့လေ့လာသူဖြစ်တာယက်တည်နေပါတယ်။ မေလ9ရက်နေ့မနက်အစောပိုင်းမှာအိန္ဒိယရဲ့ Cool Step စစ်စင်ရေးတရားဝင်စတင်ခဲ့ပါတယ်။လိန်တင်သင်းမော် Victron ကစစ်သင်းမော်36စီးကိုဦးဆောင်ပြီးကရာချီခြေပြင်တွေကိုတိတ်ဆိတ်စွာဝင်ရောက်ခဲ့ပါတယ်။တနက်တစ်ချက်မပြည့်ရပဲသတိပေးချက်မရှိဘဲနဲ့သုံးနာရီအတွင်းအာရေဗျပင်လယ်မြောက်ပိုင်းကိုအပြည့်အဝထိန်းချုပ်ပိတ်ဆို့နိုင်ခဲ့ပါတယ်။ပါကစ္စတန်ရေတပ်ကဘာဖြစ်နေလဲဆိုတာသဘောပေါက်တဲ့အခါမှာတော့နောက်ကျနေခဲ့ပါပြီ။သူတို့ရဲ့ရေဒါဖန်သားပြင်တွေမှာလှိုင်းတွေပဲပြနေပြီး စက်တဲ့ရွေးတွေပြတ်တောင်းနေပါတယ်။တိမောထင်းချုံရေးစနစ်တွေပြတ်ရွေးနေပြီးအထက်ကတိုက်ခိုက်ရေးစနစ်တွေကိုပြန်ဖွင့်လို့မရတော့ပါဘူး။အထူးသဖြင့်တရုတ်လုံသတင်းချက်လက်နဲ့လမ်းကြောင်းပြစနစ်တွေဟာလုံးဝရပ်တန့်သွားခဲ့ပါတယ်။ဒီဖြစ်ရပ်မှာပိုပြီးတယောလှောင်ပြောင်စရာကောင်းတာကတော့တရုတ်ကလည်းအိန္ဒိယရဲ့ဓာတ်ရိုက်ဆန်းသက်ခံတူဖြစ်နေတာပါပဲ။ပါကစ္စတန်ကတရုတ်ရဲ့စနစ်တွေဘီယိုညှိနှိုင်းမှုတွေနဲ့ဂျေတန်လေကြောင်းရန်ကာကွယ်ရေးကွန်ရက်တွေကိုအသုံးပြုခဲ့ပါတယ်။ ဒီစနစ်တွေဟာအိန္ဒိယရဲ့ပူရဲတိုက်ခိုက်ရေးရန်ရာကိုခုခံနိုင်စွမ်းမရှိခဲ့ပါဘူး။ပေကျင်းကကောင်းဆောင်တွေကအိန္ဒိယနဲ့ပါကစ္စတန်ကြားမှာတကယ်လို့စစ်ပွဲအစ်စ်မှန်ဖြစ်လာခဲ့ရင်ဒါဟာနှစ်နိုင်ငံရဲ့တိုက်ပွဲသက်သက်မဟုတ်တော့ဘူးဆိုတာကိုနားလည်ထားပုံရပါတယ်။အဲ့ဒီလိုအခြေအနေမျိုးမှာ အမေရိကန်၊ပြင်သစ်၊ဗြိတိန်၊ဂျပန်အပါဝင်အနောက်တိုင်းနိုင်ငံတွေကတရုတ်ကွန်မြူနစ်ပါတီ CCP နဲ့တိုက်ရိုက်ရင်ဆိုင်မှုအသင့်ဆောင်နေကြတဲ့အခြေအနေမျိုးဖြစ်လာပါလိမ့်မယ်။ဒါကြောင့်တရုတ်အနေနဲ့ အိန္ဒိယနဲ့တရုတ်ကြားမှာစစ်ပွဲအပြည့်အဝဖြစ်ပွားလာခဲ့ရင်သူတို့ဟာအနောက်တိုင်းစနစ်တစ်ခုလုံးနဲ့ရင်ဆိုင်ရတော့မယ်ဆိုတာကိုပေကျင်းကသိထားပြီးဒီလိုအခြေအနေအတွက်သူတို့အဆင်သင့်မဖြစ်သေးပါဘူးဒီလိုအခြေအနေမျိုးမှာတရုတ်ဟာသူ့ရဲ့မဟာမိတ်ဖြစ်တဲ့ပါကစ္စတန်ကိုစစ်ရေးအရဝင်ရောက်ကူညီဖို့တတ်တိမရှိဘဲတိတ်ဆိတ်စွာပဲနေခဲ့ရပါတယ်ပါကစ္စတန်ဟာအိန္ဒိယရဲ့စစ်ရေးဖီအာရီအောက်မှာရှိနေချိန်မှာတော့တရုတ်ကဒီပဋိပက္ခတွေကိုသူ့ဆွဲခေါ်ခံရမယ့်အန္တရာယ်ကိုရှောင်ရှားဖို့အတွက် ပါကစ္စတန်ကိုပြစ်ခတ်မှုမလုပ်ဖို့တိုက်တွန်းခဲ့တာပါဒါကတရုတ်ရဲ့လက်ရှိစည်ရေးစွမ်းရည်နဲ့နိုင်ငံတကာဆက်ဆံရေးမှာတိုက်ရိုက်ရင်ဆိုင်မှုကိုသူတို့မလိုလားသိဘူးဆိုတာကိုပြသနေပါတယ်အိန္ဒိယရဲ့ကရာချီစိတ်ကမ်းပိတ်ဆို့မှုဟာစည်ရေးဖိအားပေးမှုရဲ့အစသာဖြစ်ပြီးပင်လယ်ရေပြင်နဲ့လေကြောင်းကိုထိန်းချုပ်ပြီးနောက်မြေပြင်မှာအလှည့်မြန်မဲတပ်ဖြတ်မှုတွေလှုံ့ဆော်ခဲ့ပါတယ်ဒါပေမဲ့ပါကစ္စတန်ကတော့စင်အားစုဆောင်မှုမပြည့်စုံတာလက်နက်ညှိနှိုင်းမှုအားနေတာနဲ့တရုတ်စနစ်တွေပေါ်မိခုံနေတဲ့ အလက်ထရောနစ်စစ်ပွဲကုတ်ကဲမှုစနစ်အားနေတာစတဲ့ပြဿနာတွေကြောင့်စစ်ရေးအရာတုံ့ပြန်နိုင်သွန်းဆုံးရှုံးသွားခဲ့ပါတယ်။တရုတ်ကတော့တိတ်ဆိတ်ပြီးထိမ့်ထိမ့်သိမ့်သိမ့်ရှိနေသေးပါပဲ။အများပြည်သူရှိမှပါကစ္စတန်ကိုထောက်ခံကြောင်းထုတ်ဖော်ပြောဆိုနေပေမဲ့နောက်ကွယ်မှာတော့တရုတ်ပါကစ္စတန်စီးပွားရေးအစီအစဉ်အပေါ်တက်ရောက်မှုရှိမရှိတိဘက်ကနေတက်တွေဆစ်လုပ်ပြီးထောက်ခံသိမ့်မသိမ့်။နေဆက်တခြားအိန္ဒိယကိုဓာတ်ရိုက်ရင်ဆိုင်သိမ့်မသိမ့်စတဲ့အသေးစိတ်တွက်ချက်မှုတွေကိုစတင်နေပါပြီ။ ဒီကုန်းချုပ်အနေနဲ့သူတို့ဟာလုံးဝအသိမဖြစ်သေးဘူးဆိုတာကရှင်းနေပါတယ်။ဒါကပါကစ္စတန်ရဲ့ဒုက္ခလို့အသင်ထင်ကောင်းထင်နိုင်ပါတယ်။တကယ်တမ်းမှာတော့ဒါဟာတရုတ်ရဲ့မဟာပြူဟာမြောက်မှားယွင်းတက်ချက်မှုရဲ့ရလဒ်ပါ။တရုတ်ကလက်နက်တွေထောက်ပံ့ပေးတယ်။ဤပညာတွေပေးတယ်။ပါကစ္စတန်ကိုခိုင်မာတဲ့မဟာမိတ်လို့ခေါ်ဆိုတယ်။ဒါပေမဲ့အရေးကြုံလာတဲ့အခါမှာတော့ကုတ်ကဲမှုတွေကိုတော့ချိန်ညှိနိုင်သွားမှရှိပါဘူး။သူ့ရဲ့မဟာမိတ် အရေးကြုံလာတဲ့အခါမှာတော့ကိုယ်ကဲမှုတွေကိုချိန်ညှိနိုင်သမှရှိတော့ပါဘူး။ဝိုင်းရံပိတ်ဆို့ခံရပြီးအရှက်ရနေတာကိုဘာမှမလုပ်နိုင်ပဲကြည်နေုံပဲတက်နိုင်ပါတယ်။တရုတ်ကိုယ်တိုင်ကထုတ်ပြန်ချက်တစောင်းထုတ်ပြန်မှု48နာရီတောင်အချိန်ယူခဲ့ပါတယ်။ဒါကိုထောက်ခံမှုလို့မခေါ်နိုင်ပါဘူး။ဒါဟာသင်းမောနစ်နေတာကိုစွန့်ပစ်လိုက်တာနဲ့တူပါတယ်။အဲ့ဒီသင်းမောကတော့တရုတ်ကွန်မြူနတီပါတီ CCP ကသူ့လက်နဲ့ကိုယ်တိုင်တိဆောက်ခဲ့ပြီးနစ်မြုပ်စေခဲ့တဲ့ပါကစ္စတန်မှာပဲ။တရုတ်ကွန်မြူနတီပါတီ CCP ရဲ့ကဏ္ဍကတော့ တာနဲ့တွေပေးတာရန်မုံငွေထောက်ပံ့တာနဲ့ညနာပြက်ရတာပါပဲဒီတိုက်ပွဲမှာအဖုံးကွယ်ဆုံးနဲ့အရှက်ရစရာအကောင်းဆုံးကစားသမားကပါကစ္စတန်မဟုတ်ပဲတရုတ်ပဲဖြစ်ပါတယ်။ဒါရိုက်တိုက်ခိုက်သူမဟုတ်ပေမဲ့တရုတ်ကအဆိုးဆုံးရှုံးနိမ့်မှုကိုခံစားရပါတယ်။တရုတ်ကပါကစ္စတန်ကိုသူ့ရဲ့အဓိကတိုက်ခိုက်ရေးစက်ပစ္စည်း60ရာခိုင်နှုန်းကျော်ကိုထောက်ပံ့ပေးခဲ့ပါတယ်။တိုက်လေရင်တွေကနေဒုံးကြီးတွေအထိလေကြောင်းရန်ကာဝေးရေးစနစ်တွေကနေဆက်သွယ်ရေးကွန်ရက်တွေအထိပါဝင်ပါတယ်။ တရုတ်ဟာဘေးလူမဟုတ်ပါဘူးဒီပဋိပက္ခရဲ့နောက်ွယ်ကငွေကြေးထောက်ပံ့သူပါပဲသူကလက်လက်တွေနီးပညာတွေယုံကြည်မှုတွေကိုပေးခဲ့ပါတယ်လေရင်မှုတွေကိုကိုယ်တိုင်လေ့ကျင့်ပြီးစစ်ဘက်ဒီဇိုင်းတွေကိုလည်းလွှဲပြောင်းပေးခဲ့ပါတယ်ပါကစ္စတန်ကဂျေတန်တိုက်လေရင်နဲ့ရာဖီးလ်တစီကိုပြစ်ချလိုက်တဲ့အခါတရုတ်မီဒီယာတွေနဲ့အင်တာနက်ပေါ်မှာတရုတ်လုံစစ်လက်နက်တွေရဲ့အောင်မြင်မှုအဖြစ်ကြဲကြဲလောင်လောင်ကြွေးကြော်ခဲ့ပါတယ်ဒါပေမဲ့တကယ်တိုက်ပွဲတွေဖြစ်လာတဲ့အခါမှာတော့တရုတ်ကတိတ်ဆိတ်နေခဲ့ပြီး နိုင်ငံတိုင်းဝန်ကြီးဌာနက24နာရီကြာမှအားလုံးထိမ့်သိမ့်သိမ့်သိမ့်ရှိတင်ပါတယ်ဆိုတော့ပျော်ပြောင်းတဲ့ထုတ်ပြန်ချက်လေးတခုပဲထုတ်ပြန်ခဲ့ပါတယ်။ဒါကို online ကလူတွေကဒါဟာတရုတ်ရဲ့စစ်ပွဲမဟုတ်ဘူး။တရုတ်ကသူများအတွက်ဒုံးကျည်ထိမှန်ခံရပြီးကြွားနေရတာလို့ဝေဖန်ခဲ့ကြပါတယ်။တရုတ်ဟာတရားဝင်တိုက်ခိုက်သူအစင်တန်းမရှိပဲနောက်ွယ်ကနေသာ ထောက်ခံမှုပေးခဲ့ပြီးအပြစ်တင်ခံရတာစစ်ဘက်ကုန်သတင်းထူထောင်မှုရုံးကန်ရတာမျိုးတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ အစိုးဆုံးကတော့တရုတ်ကွန်မြူနတီပါတီ CCP ဟာဒီလိုအားနည်းချက်တွေကိုဝန်မခံရဲပဲဟန်ဆောင်နေရတာပါပဲတကယ်လို့ရှုံးနိမ့်မှုကိုဝန်ခံလိုက်မယ်ဆိုရင်တရုတ်ပါကစ္စတန်တမ်မဏိမဟာမိတ်ပုံရိပ်ပြိုလဲမှာဖြစ်ပြီးစေသူနှစ်တခုကြားဘဲရန်ရုတ်မဟာပြူဟာပျက်စီးမှာကိုညွှန်ပြနေပါတယ်ဒါအပြင်ပြည်သူ့လူမျိုးရေးတက်မတော်ရဲ့ကဘာလုံးဆိုင်ရာတိုးချဲ့မှုလမ်းကြောင်းကိုလည်းလက်တွေ့ဘဝနဲ့ထိုးနှက်ဖျက်ဆီးလိုက်တယ်လို့ဖြစ်သွားမှာပါဒီပဋိပက္ခကအိန္ဒိယရဲ့စည်ရေးစွမ်းရည်တိုးတက်လာမှုနဲ့ ပါကစ္စတန်ရဲ့အားနည်းချက်တွေကိုဖော်ထုတ်ခဲ့တယ်လို့တရုတ်ရဲ့လက်နက်တွေထိရောက်မှုမရှိတာစနစ်တွေမတည်ငြိမ်တာနဲ့အမေရိကန်ကိုရင်ဆိုင်ရမှာအတွက်ကြောက်ရွံ့မှုတွေကိုပါမိမောင်းထိုးပြခဲ့ပါတယ်။ဒါကြောင့်တရုတ်ရဲ့ခန်းကနာကိုပါကစ္စတန်အတွက်တနက်ပေးပတ်စံပေးပြီးရင်တကယ်မလို့ရဲပဲအားပဲခြောက်နေဆိုပြီးအနှစ်ချုပ်ထားပါတယ်။ဒီတိုက်ပွဲမှာတရုတ်ဟာအရှက်ရဆုံးကစားသမားဖြစ်တယ်လို့ဆိုပါတယ်။တွန်ကူပါရဲ့စစ်မြေပြင်စီးရင်ခံတာရတရုတ်ဟာပါကစ္စတန်ကိုအစ်မြင့်လက်နက်စနစ်တွေရောင်းချတာမဟုတ်ပဲ ်နိုင်ငံတကာကနေစုစည်းထားတဲ့ပစ္စည်းစုံလင်တွေကိုသာပေးပို့နေတာကိုဖော်ထုတ်ခဲ့ပါတယ်။ဥပမာ PL15 တုံးကြီးဟာကီလိုမီတာ200กว่าဝေးကိုရောက်နိုင်တယ်လို့ကြွေးကြော်ထားပေမဲ့ JFWC ရေဒါရဲ့ထောက်လန်းနိုင်တဲ့အကွာဝေးကကီလိုမီတာ150သာရှိပါတယ်။ဆိုလိုတာကဒုံးကြီးကပိုဝေးဝေးပြန်တန်းနိုင်ပေမဲ့ပြစ်ဖက်ကိုဘယ်ကနေထိန်းရှင်းအောင်လဲမသိတာပါ။ဒီလိုအခြေအနေမျိုးမှာဆိုရင်ဆွီဒင်ရဲ့ Sub 2000စောစီစွာတတိပေးတဲ့လင်းရင်ရဲ့ရေဒါပေါ်မှာအားကိုးရတာဖြစ်ပါတယ်။ ဒါကြောင့်တိုက်လေရင်မှာဆိုရင် Sweden Radar Plus တရုတ်ဒုံးကြီး Plus ပါကစ္စတန်လေရင်မှုဆိုတဲ့အစိပ်ပိုင်း၃ခုပါဝင်နေတာကြောင့်တရုတ်ရဲ့ကိုပိုင်းတီထွင်မှုဆိုတာကမေးခွန်းထုတ်စရာဖြစ်နေပါတယ် HU9 လေကြောင်းရန်ကာဝေးရေးစနစ်ကိုလည်း S400 ရဲ့တရုတ် version လို့ကြွေးကြော်ထားပြီးမဲ့ Israel Harop drone နဲ့ငင်းနဲ့လုံးဝဖျက်ဆီးခံခဲ့ရပါတယ်လာဟိုနဲ့ကရာချီမှာရှိတဲ့ H29 စနစ်တွေဟာပျက်စီးခဲ့ရပြီးပြိပက္ခတစ်ချောက်လုံးမှာတခုတောင်အသက်သွင်းဖို့မလုပ်ရဲခဲ့ပါဘူး။ ဒါကတန်ပေါင်းများစွာတန်တဲ့စနစ်တစ်ခုဟာထောင်ပေါင်းများစွာတန်တဲ့ drone တွေအတွက်တိုက်ရိုက်ပစ်မှတ်ဖြစ်သွားတာကိုပြသနေပါတယ်။စနစ်များမကိုက်ညီမှုနဲ့အိန္ဒိယ၏အောင်မြင်မှုဒီလိုစုစည်းထားတဲ့စနစ်တွေဟာအစစ်မှန်ပူးတွဲစစ်ဆင်ရေးတွေနဲ့ရင်ဆိုင်ရတဲ့အခါချက်ချင်းပြိုလဲသွားတာကိုတွေ့ရပါတယ်။အိန္ဒိယရဲ့ GS-87 ဂျူဒူ PHI ရင်းငုံသင်္ဘောတိုက်ဖြတ်ရေးလေယာဉ်နဲ့ Vikram လေယာဉ်တင်သင်္ဘောတွေက ပင်လယ်လေပေါင်းဆက်တိုက်ခိုက်ရေးကွန်ရက်တစ်ခုကိုဖွဲ့စည်းထားပြီးအပြည့်အဝထိရောက်မှုရှိပါတယ်။ဒါနဲ့ရှင်ရင်တရုတ်ပါကစ္စတန်ပူးပေါင်းဆောင်ရွက်မှုဆိုတာကလေးတွေကစားတာနဲ့တူတယ်လို့ကူပါကဆိုပါတယ်။ကူပါရဲ့အချက်လက်တွေကပဋိပက္ခတစ်လျှောက်လုံးပါကစ္စတန်ရဲ့တရုတ်လုံရေဒါတွေဟာလိုင်းတွေပဲပြနေတာ။ဆက်သွယ်ရေးစနစ်တွေဆက်သွယ်ပြတ်တောက်တာနဲ့အဓိကတိုက်ခိုက်ရေးစနစ်တွေပြန်မဖွင့်နိုင်တာဖြစ်ခဲ့ပါတယ်။ဒီပြဿနာဟာစစ်ဘက်သုံးစံနှုန်းတွေမကိုက်ညီတာကြောင့်ပါ။တရုတ်စနစ်တွေကအနောက်တိုင်းလိုင်းနှုန်းစဉ် ပရိုတိုကောဒါမှမဟုတ်ကိုကဲမှုဖွဲ့စည်းပုံအနေနဲ့မကိုက်ညီတာကြောင့်ပေါင်းဆက်ဖို့မဖြစ်နိုင်ပါဘူးအိန္ဒိယကတော့ American ရဲ့ P8I ပြင်သစ်ရဲ့ Rafale Russia ရဲ့ S400 Israel Harop drone တွေနဲ့ Sweden ရဲ့ Saucy စွာတတိပေးတဲ့လေယာဉ်စတဲ့အမျိုးမျိုးသောလက်နက်စနစ်တွေကိုအသုံးပြုနေပေမဲ့ NATO စံနှုန်းတွေ Data Link Protocol တွေနဲ့စေသူနှစ်ပေါင်းများစွာပူးတွဲတိုက်ခိုက်ရေးအတွေ့အကြုံတွေကြောင့်ဒီအရာအလုံးကိုပြည့်စုံတဲ့စနစ်တစ်ခုအဖြစ်ပေါင်းစပ်နိုင်ခဲ့ပါတယ်။ ီပြိပခါမှာအကြီးအမားဆုံးရှုံးနေသူကပါကစ္စတန်မဟုတ်ပဲတရုတ်ရဲ့စစ်ဘက်ဆက်မှုလုပ်ငန်းနဲ့နိုင်ငံတကာကုမ္ပဏီမှာပဲအတယောဆုံးကတော့ပြိပခါပြီးနောက်မှာတော့တရုတ်ကပါကစ္စတန်နဲ့ကိုပတ်စံတွေဆက်သွန်းလောင်းနေရတာတရုတ်ပါကစ္စတန်ချစ်ကြည်ရေးကိုဆက်ပြီးကြွေးကြော်နေရတာနဲ့သူ့ရဲ့လက်နက်တွေကအစွမ်းထက်တယ်လို့ဆက်ပြီးဟန်ဆောင်နေရတာပါပဲဒါပေမဲ့လက်နက်ဝယ်ယူသူတွေကတော့အမှန်တရားကိုသိကြပါတယ်တရုတ်ကလက်နက်တွေရောင်းနေတာမဟုတ်ပဲလီဂိုလက်နက်လေးတွေရောင်းနေတာလို့ဆိုပါတယ်ဒါရီဟာမြင်ရတာတောက်ပါပြီမဲ့ စူစည်းရတာခက်ခဲပြီးတိုက်ပွဲမှာပြိုလဲကုန်ပါလေ။ဒါဟာလက်တွေ့ဘဝရဲ့အကြမ်းတမ်းဆုံးသင်ခန်းစာပါပဲ။လူအများပြားကဂျေတန်းကရာဖေးကိုပြစ်ချခဲ့တဲ့ရင်ခုန်စရာအောင်မြင်မှုမှာနစ်မြောနေကြသေးပါပဲ။ဒါပေမဲ့လက်တွေ့ဘဝကတော့ပါကစ္စတန်ကအထည်နာနေတာ၊တရုတ်ကအပြစ်တင်ခံနေရတာနဲ့အိန္ဒိယကတော့အောင်ပွဲခံနေတာပါပဲ။၃ရက်တွင်းမှာပဲအိန္ဒိယကတရုတ်ကိုခင်မီပူးရဲစစ်ပွဲဆိုတာပါလေ။တရင်ချက်လက်ထင်းချုံမှုအောက်မှာအပြည့်အဝထိန်းချုပ်နိုင်နေဆိုတာဘလို့ပုံလဲ။ ပြီးတော့ပြန်တိုက်ခိုက်ဖို့အခွင့်အရေးတောင်မရရှိနိုင်ဘူးဆိုတာကိုလက်တွေ့ဘဝရဲ့အစည်းအကြီးဆုံးသင်ခန်းစာကိုတောင်ပေးလိုက်ပါတယ်။ဒါဟာစစ်ပွဲမဟုတ်ပဲအရှက်ရခြင်းတစ်ခုဖြစ်ပြီးအတယောဆုံးပိုင်းကတော့ဒီအရှက်ရခြင်းကိုတရုတ်ကိုယ်တိုင်ကစီစဉ်ပြီးရန်ပုံငွေထောက်ပံ့ကဝါကြွားခဲ့တာပါပဲ။ဒီပဋိပက္ခကနေသင်ခန်းစာယူရမယ်ဆိုရင်အိန္ဒိယရဲ့ထွန်ကားလာမှုနဲ့ပါကစ္စတန်ရဲ့အားနည်းချက်ကိုထင်ရှားစွာဖော်ထုတ်ပြသခဲ့ပါတယ်။ဒါအပြင်တရုတ်ရဲ့လက်နက်တွေထိရောက်မှုမရှိတာ ပတိနိုင်တဲ့စနစ်တွေနဲ့အမေရိကန်ကိုရင်ဆိုင်ရမှာကြောက်ရွံ့ဖို့ကိုပါမိမောင်းထုတ်ပြခဲ့ပါတယ်။ဒီဖြစ်ရဟာတရုတ်ရဲ့စွမ်းရည်မရှိတာကိုဖော်ပြရုံသာမကစစ်ပွဲတစ်ခုဖြစ်တိုင်းရိုင်းမပါဝင်ပဲအဆက်ရသေးခဲ့တဲ့ဖြစ်ရတစ်ခုဖြစ်အမှတ်တမ်းတင်ရမှာပါ။တရုတ်ပါကစ္စတန်တန်ပတိမဟာမိတ်ဆိုတဲ့ပုံရိပ်ကြီးဟာလည်းဒီပဋိပက္ခကြောင့်တုံ့ထုတ်ခြောက်ခြားခဲ့ရပြီးတရုတ်ရဲ့ကမ္ဘာလုံးဆိုင်ရာစစ်ဘက်ကုံတဲ့အတွက်ကြီးမားတဲ့ထိခိုက်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။အဆုံးထိနားထောင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။